ညီမလေးရဲ့နာမည်နဲ့ညီမလေးဘာရီလုံနေလဲဆိုတာလေးတစ်ချက်ရှင်းပြပေးပါဦး။ဟုတ်မင်္ဂလာပါညီမနာမည်ကတော့ဖြူမာပါ။ညီမအခုလက်ရှိမှာ sweatshirt ရဲ့ pin model လာနေနဲ့လုံးလုံးခိုင်ပြီးပါတယ်။ pin model လာဆိုတော့ညီမလေးတို့အဲကိုဟိုပါဗောနော်အလုပ်မှာဘာ software တွေတောင်းပါလဲ။အဓိကတော့ pin model လာနေနဲ့ညီမတို့ဟာ rebuild ကိုပဲအဓိကတောင်းမိရပါဗောနော်။ဒါကြောင့်လို့ရှိရင် model ချက်တဲ့အနေနဲ့ပါရင်လည်းဆိုလို့ရှိရင်တော့ navis board တွေပါရင်တော့တောင်းမိရတယ်။အဲညီမလေးဒီအလုပ်ကို pin model အနေနဲ့မလုပ်ခင်တော့က ဟိုဘာတွေလုတ်ခဲလဲပေါ့နော်ပြီးတော့ဒီဘေးမော်ဒလာဖြစ်လာဖို့အတွက်ဘယ်လိုလုတ်ခဲရလဲအဲ့ဒါလေးတစ်ချက်ရှင်းပြပေးပါဦးညီမကဘေးမော်ဒလာဖြစ်လို့ဆိုရင်တော့အဓိကတော့ကျွန်မဒီဘေးမော်ဒလာမလုတ်ခင်မှာ loss အရင်ဆုံးသင်တန်းတက်တယ်ပေါ့နော်အဲဘေးနဲ့ပတ်သက်တာတွေကိုလေ့လာတယ်လေ့လာပြီးရဲ့နောက်မှာညီမအလုပ်ကိုစပြီးရှာတော့လဲပြင်းနဲ့ပဲစပြီးရခဲ့တယ်ပေါ့တော့ညီမမှာပြင်းနဲ့ဒီနှစ်လောက်လုပ်ပြီးတော့မှဒီစလုပ်ရလာပါပေါ့အဲအလုပ်ရဲ့ nature ရောဘယ်လိုရှိလဲဟို ဟိုပါဗောနော်အလုတ်များလားအဲဘယ်လိုမျိုးအလုတ်ပင်မန်းလားဗောနော်အဲ့ဒါလေးလည်းတစ်ချက်သိချင်တယ်ပြောပြပေးပါအဓိကတော့အလုတ်များလားဆိုတော့အလုတ်ကအားချက်ဖြစ်တာရေးများတယ်ဗောနော်တည့်တဲ့အတိုင်းပဲဟို construction ဆိုတော့အများသောအဖြစ်ကအားချက်ဖြစ်နေပြီးတော့ submission ကိုအမိတင်ပေးရတယ်ဗောနော်အဲအဲ့ဒါလေးပဲရှိပါတယ်ဟုတ် အဲအဲ့ဒါဆိုရင်ပေါ့နော်အခုဘင်မော်ဒလာဘက်ကိုဘင်မော်ဒလင်းဘက်ကိုသွားကျင်တဲ့သူတွေပေါ့နော်အဲအခုအချိန်မှာတခြား career လုပ်နေတဲ့သူတွေလည်းရှိရင်ရှိမယ်ပေါ့နော်ဆိုတော့အဲ့အဲ့လူတွေသို့မဟုတ်အာဒီမြန်မာနိုင်ငံကနေပြီးတော့ဒီကိုလာပြီးတော့ဘင်မော်ဒလာအနေနဲ့လုပ်ချင်တဲ့လူတွေအတွက်ပေါ့ညီမလေးဘယ်လိုအကြံပေးချင်လဲဟုတ်အဲဘင်မော်ဒလာအနေနဲ့လုပ်လို့မယ်ဆိုတော့အဓိကကတော့ကျွန်တော်တို့ software ဘိုင်းကြွက်ကြည့်ရမယ်ပြီးလို့ရှိရင်သူ့ရဲ့ technical ဘိုင်းတွေရောနားလည်မှုရှိရမယ်ပေါ့နော်အပြည့်အဝမဟုတ်တော့စိတ်ဘိုင်းတွေကိုနားလည်မှုရှိရမယ်ပေါ့နော်အဲ့တော့အလုပ်ခွင့်ကိုဝင်မယ်ဆိုလို့ရှိရင်အတင်လမ်းမှာတင်ခဲ့တဲ့ဟာနဲ့အလုပ်ခွင့်မှာဝင်တဲ့ဟာနဲ့ကြာခွာခြားတဲ့ဟာရာကြီးရော ရပါတော့။အဲ့အလုံးလုံးမယ်ဆိုလို့ရှိရင်လက်ရှိမှာကိုအလုံးမရှိသေးလို့ဆိုလည်းအဓိကအနေနဲ့ပြောပြချင်တယ်ဆိုရင်ကိုဒီနေ့လုံးမယ်ဆိုရင်ကိုအစောရက်ကအရင်ဆုံးကြွချင်အောင်လုပ်စီစဉ်တယ်။အဲ့တော့မှလုပ်ငန်းခွင်မှာတွေ့ရမယ့်တခြားဟာတွေကိုကြော်လောက်နိုင်မှုဆိုတော့ software ဘိုင်းနဲ့ပတ်သက်ပြီးတော့ကိုဘက်ကအခက်အခဲမရှိရတာကိုဘက်ကစိတ်ဖြစ်စဉ်တစ်ခုလျှော့ရတယ်ပေါ့နော်။အဲ့တော့ကိုတွေ့တာမဲ့ဟာတွေကိုကောင်းကောင်းမဖြေရှင်းနိုင်တယ်။အဓိကကတော့အဲ့ဒါလေးပြောချင်တယ်ပေါ့နော်။